ဝိပဿနာတရားချင်းစင်နဲ့ပတ်သက်ပြီးတော့တရားအထုတ်တဲ့အခါမှာဝိပဿနာကမ္မထာရဲ့အာယုံဆိုဒီမှာမျက်စိကမြင်ရတဲ့အာယုံနားကကြားရတဲ့အာယုံနှာခေါင်းကအနံ့ရလာတဲ့အာယုံလျှာမှာလျက်ပြီးတော့တိလာတဲ့ ตีลายอะไรอายุเนี่ยขณะกูมาทีด้วยเดี่ยทีด้วยอายุสิ่งที่มาสิ่งกูจันทร์สิเนี่ยปมปอลอะไรอายุรูปายุนั่นเองขณะรัตายุพุทธบายุธรรมายุนุอายุชาวบ้านแต่ยามานีเนี่ยอายุชาวบ้านลุตั้มาะไรเด้ออายุชาวบ้านสุนะ ရူပယုံဆိုတာမျက်စိကမြင်ရသမျှတတ္တယုံဆိုတာနားနဲ့ကြားရသမျှခန္ဓာယုံဆိုတာနှာခေါင်းကအနံ့ရသမျှရတ္တယုံဆိုတာလျှာနဲ့လျှက်ပြီးသိရသမျှဖုဒ္ဓဘာယုံဆိုတာခန္ဓာကိုယ်နဲ့ထိတွေ့ပြီးသိရသမျှဓမ္မယုံဆိုတာမျက်စိနားနာလျှာကာယတို့မပါဘဲနဲ့ စိတ်ကူးထဲမှာပုံဖော်ပြီးတော့သိရတဲ့အာယုံလို့ဒီလိုအာယုံ6ပါးအဲ့ဒီအာယုံ6ပါးမှာဒီအာယုံကိုသိတဲ့စိတ်အာယုံ6ပါးနဲ့အာယုံကိုသိတဲ့စိတ်ဒီနှစ်ခုထဲမှာအာယုံကိုသိတဲ့စိတ်ကိုပဲစောင့်ကြည့်ပြီးတော့ထိမ့်သိမ့်တာအာယုံကိုတော့သိုံသိရမှာထိမ့်လို့မရဘူး ာယုံကိုထိန်းတာမဟုတ်ဘူးတကယ်ကတော့အာယုံရဲ့တဘာဝကိုသိတဲ့နည်းရလဲတနည်းအာယုံပြုတဲ့စိတ်ကိုတကယ်ကတော့ထိန်းသိဆောက်ရှောက်ခြင်းပဲဖြစ်တယ်အာယုံကိုသိတဲ့စိတ်ဟာလောဘနဲ့တွဲလာတတ်တယ်ဒေါသနဲ့တွဲလာတတ်တယ်မောဟနဲ့တွဲလာတတ်တယ်ပင်ကိုအနေထားအဖြစ် လောဘနဲ့မတွဲတဲ့အခိုက်အတန့်လေးတွေရှိတယ်ဒေါသနဲ့မတွဲတဲ့အခိုက်အတန့်လေးတွေရှိတယ်မောဟနဲ့မတွဲတဲ့အခိုက်အတန့်လေးရှိတယ်အဲ့ဒီအခိုက်အတန့်မျိုးကိုထိမ့်သိမ်းဆောက်ရှောက်ထားတဲ့သဘောဒိဋ္ဌိဒိဋ္ဌမတ္တဆိုတဲ့ခြင်းစဉ်ဒါမို့ဒိဋ္ဌိဆိုတာမြင်ရတဲ့အစင်းအာယုံကိုဆုံးလို့တယ်မျက်စိနဲ့မြင်ရတဲ့အစင်းအာယုံမြင်ရတဲ့အစင်းအာယုံဆိုတာ လာပြီးတော့အခုလုံလောဆယ်မျက်စိမှာမြင်လာတဲ့အာယုံကတမျိုးနောက်တစ်ခုကမြင်လို့ရတာမှန်သမျှဒိဋ္ဌလို့ဒီလိုပြောလို့ရသေးတယ်မြင်လေဖြစ်စေမမြင်လေဖြစ်စေမျက်စိနဲ့ကြည့်လို့မြင်လို့ရတဲ့အာယုံမှန်သမျှဒိဋ္ဌရူပါယုံလို့ခေါ်တယ်သို့သောကမ္မထာရှုတဲ့အခါမှာ လက်တွေ့ကမ္မထာနှလုံးသွင်းနေပြီဆိုတဲ့အခါမှာလက်တွေ့မြင်လိုက်ရတဲ့အာယုံပေါ်မှာ ထိမ့်သိမ်းဆောရှောင်းမှုကပို့ပြီးတော့အရေးကြီးတယ်ဒီလိုဆိုတော့မမြင်ရတဲ့အာယုံကိုတွေးပြီးတော့လမ်းကြောင်းပေါ်မတင်ရဘူးလားလို့ဆိုအဲ့ဒါလို့ပြောတာမဟုတ်ဘူးမြင်စဲအာယုံပဲဖြစ်စေမြင်ဘူးတဲ့အာယုံပဲဖြစ်စေဘယ်အာယုံကိုပဲဖြစ်ဖြစ်ဒီအမှန်သိနေလို့ရှိရင် လမ်းကြောင်းဟာသမဒနာညာအခမ်းမှာဆိုလို့ရှိရင် အတိတ်ကိုလည်းရှုရတယ်အနာဂတ်ကိုလည်းရှုရတယ်ပစ္စုပန်ကိုလည်းရှုရတယ်အဲတော့ဝိပဿနာဆိုတာပစ္စုပန်တဲ့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 နဲ့ပြောနေကြတာဉာဏ်စဉ်နဲ့တွဲပြောမှအတိကျသိချတာဖြစ်တယ်ပစ္စုပန်တဲ့တဲ့လို့ဆိုအတိတ်မရှုရဘူးအနာဂတ်မရှုရဘူးလို့စိတ်ထဲမှာဒီလိုထင်မှတ်သွားစရာရှိတယ် မြတ်စွာဘုရားကရုပ်ကြောင်းကိုရှင်းပြတဲ့အခါမှာအနတ္တလက္ခဏာသုတ်ပဲကြည့်ယံကိဉ္စီ ရူပံအတိတနာဂတပိစ္ဆုပန်နံအတိတ်ပဲဖြစ်ဖြစ်အနာဂတ်ပဲဖြစ်ဖြစ်ပိစ္ဆုပန်ပဲဖြစ်ဖြစ်ရူပခန္ဓာပဲလို့ဒီလိုဆိုထားတော့အတိတ်ကရူပခန္ဓာမသိရဘူးအနာဂတ်ကရူပခန္ဓာမသိရဘူးပိစ္ဆုပန်လာသိရမယ်လို့ဒီလိုဆုံးလို့ရမှာမဟုတ်ဘူး အလုံးဟာယုတ်ဟာယုတ်ပဲရူပခန္ဓာရူပခန္ဓာပဲဒါကြောင့်မို့သမန္တနာညာအခန်းမှာလဲအတိတ်တုန်းကဖြစ်ခဲ့တဲ့ယုတ်တွေဟာချုပ်သွားခဲ့ပြီပစ္စုပန်ဖြစ်စဲယုတ်တွေဟာလဲချုပ်နေပြီအနာဂတ်ဖြစ်မဲ့ယုတ်တွေဟာလဲချုပ်အောင်မှာပဲလို့အတိတ်နာကပစ္စုပန် အာလုံးကိုဆင်ញင်သုံးသပ်ပေးတာသမာဓိနာညာဒါလည်းဝိပဿနာပဲဝိပဿနာညာတစ်မျိုးပဲသို့တော့ဥရိယဗျာညာလို့ဆိုရဲအစဉ်ရောက်လာတဲ့အခါကျတော့ပိစုပန်မြင်ခိုက်ကြားခိုက်ကလေးတွေမှာဖြစ်ပေါ်လာတဲ့အာယုန်လေးတွေကိုတတိတွေတမာတိတွေပညာတွေထက်မြက်လာတဲ့အခါကျတော့ပိစုပန်ဖြစ်ခိုက်လေးထီအောင်သိနိုင်စွမ်းရှိလာတယ် ဉာဏ်ရည်တက်လာလို့ရှိရင်သိနိုင်စွမ်းရှိဘရမအလေးချင်းမရှိသေးဘူးဉာဏ်ရည်မတက်သေးဘူးဆိုရင်မသိနိုင်ဘူးဒါတော့သုဗန်တဲကိုဆိုအလွန်ခဲနေလေးချင်းအဲ့ဒီကြတော့မှပစ္စုပန်တဲ့တဲ့ဆိုလှုပ်လို့ရတယ်ကိုယ့်ကကိုယ်တဲ့လို့မရဘူးเนาะအဲ့ဒီကြရင်တော့ကိုယ့်ရဲ့တတိတွေတမာတိတွေဟာကောင်းလာပြီဆိုလို့ရှိရင်အလို့တင်လျောက်ဖြစ်ခိုက်ကလေးတွေဖြစ်ခိုက်ကလေးတွေမှာအချိန်မကြာခင်အတွင်း အဲ့ဒီလိုဖြစ်ခိုက်ဆိုတဲ့နေရာမှာတော့မပဲတိတဲ့စိတ်နဲ့အတိခံတဲ့စိတ်ဟာဘိုင်းလူဖြစ်လို့မရဘူးမုံမင်กว่าသေးတယ်နော်ရှေ့ကဖြစ်နောက်ကတိရှေ့ကဖြစ်နောက်ကတိဒီလိုဖြစ်ရရုံနေကြတော့အခုဖြစ်အခုတိရုပ်အာယုံကြတော့ဖြစ်လိုက်တာနဲ့တိလိုက်တာနဲ့ဟာတပြိုင်တည်းလို့သွားလို့ရတယ်နာန်ကြတော့အဲ့ဒါလို့သွားလို့မရဘူးရှေ့ကဖြစ်တဲ့စိတ်ကိုနောက်ကစိတ်ကတိတယ်လို့ဒီလိုဆိုရ အဲ့ဒါသိတယ်ဆိုတာတောင်းမပဲအပြီးတော့မှသင်ထားတဲ့ပုံကိုယ်တွေပြောမယ်ဆိုလို့ရှိရင် mental process ရယ်စိတ်ဖြစ်စဉ်ကြီးကမနေ့ကပြောခဲ့တဲ့အတိုင်းမျက်စိတကားမှာ အာယုံကလာပြီးခောက်ပြီးဆိုလို့ရှိရင်ဘဝင်စိတ်ဟာ၃ချိန်လှုပ်ခတ်ပြီးတော့မှရပ်ဆဲသွားတယ်ပြီးတဲ့အခါမှာပင်စတော်တော်ဝေဆန်းစိတ်ဆိုတဲ့ အတင်းရှင်းလို့တဲ့စိတ်ပေါ်လာတယ်အဲ့ဒီအတင်းရှင်းလို့တဲ့စိတ်ပေါ်ပြီးမှ မြင်သိစိတ် ဆိုတဲ့သက္ခဝိညာဉ်စိတ်ပေါ်လာတယ်အဲ့ဒီစိတ်ချုပ်သွားမှတမ္ပတိဆိုင်ဆိုတဲ့လက်ခံတဲ့စိတ်ပေါ်လာတယ်လက်ခံတဲ့စိတ်ချုပ်သွားမှတန္တိရဏစူးစမ်းတဲ့စိတ်ပေါ်လာတယ်စူးစမ်းတဲ့စိတ်ချုပ်သွားမှဝဋ္ဌပနာခွဲခြားသတ်မှတ်တယ်ဆိုတဲ့ဝဋ္ဌပနာစိတ်ပေါ်လာတယ်အဲ့ဒီစိတ်ချုပ်သွားမှဇဝနာဆိုတဲ့စိတ်ဟာ ခொနှစ်ကြိမ်ထပ်ဆင်ဖြစ်ပေါ်ပြီး ချုပ်သွားတယ်။ပြီးတဲ့အခါမှာဇဝနရဲ့အာယုံကိုလက်ခံပြီးတော့ဒရာရမဏဆိုတဲ့စိတ်နှစ်ကြိမ်အကျိုးစိတ်နှစ်ခုကဆက်လက်ပြီးတော့ဖြစ်ပေါ်သွားတယ်။အဲ့ဒီဖြစ်ပေါ်သွားတဲ့အခါမှာအာယုံရဲ့တက်တန်းဟာစီးသွားတယ်။သူ့ရဲ့ life span ပေါ့ဘယ်အရာပဲဖြစ်ဖြစ်တဘာဝ life span လေးတွေရှိတယ်ပေါ့။တဘာဝတရားတွေမှာသူ့ရဲ့တက်တန်းလေးတွေရှိတယ် နော်ရုပ်ဝတ္ထုတွေမှာလည်းဒီလိုတက်တန်းလေးတွေရှိတယ်။အဲဒီလိုတက်တန်းလေးတွေကို အခုခေတ်တော့ preserve လုပ်ပြီးတော့တက်တန်းရှည်အောင်လုပ်ကြတာလည်းရှိတယ်ပေါ့။ဆိုပါစို့ခြေခဲတက်တာလည်းထည့်ထားလိုက်ရင်အေးပေးထားလို့ရှင်ပို့ပြီးတော့တက်ရှည်ခန့်သွားတယ်။ဒီလိုဟာမျိုးပေါ့ preservation နဲ့လုပ်တဲ့ဟာမျိုးတွေ။အဲတော့တက်တန်းဟာတဘာဝတက်တန်းဟာသူရှိတဲ့အချိန်ပိုင်းတိုင်းရွေးရှားနေတာ။တည်သီးလေးတစ်လုံး အပင်ကမဲ့လို့ခူးလိုက်လို့ရှင်တဘာဝအတိုင်းထားမယ်ဆိုရင်သူဟာဘယ်နည်းကြလို့ရှင်ပုတ်သွားမယ်ဆိုတာသူအတိုင်းတာလေးအမဲ့လွန်သွားမယ်ဆိုတာသူအတိုင်းတာလေးနဲ့သူရွေ့နေတာပဲအဲ့ဒါကိုတဘာဝမဟုတ်တဲ့ကြာရှည်ခံတဲ့ preservation လောက်ထားလိုက်မယ်ဆိုလို့ရှင်တော့သူကတက်တန်းပိုးရှည်သွားတဲ့သဘောပေါ့အဲ့ဒါလို့ဖြစ်တာအဲ့တော့ယုတ်တရားနန္တရားတွေဟာလည်းပဲ တဘာဝအလိုက်သူတို့မှာတက်တန်းလေးတွေရှိတယ်အဲ့တက်တန်းလေးအတိုင်းဖြစ်ပြီး ပြတ်တော့မှာမျက်စိကနေအာယုံကိုမြင်လိုက်တဲ့ပထမဆုံးဖြစ်ပေါ်လာတဲ့အဆင်းရုပ်ကလေးဟာစိတ်ခုနှစ်ချက်နဲ့ညီမျှတဲ့အခါမှာ သူ့တက်တန်းလေးကုံဆုံးသွားတယ်အဲ့ဒါရုပ်တက်တန်းကုံဆုံးသွားတယ်စိတ်က16ခုဖြစ်တယ်သူနဲ့ပတ်သက်ပြီးအလိုလိုရတာ16ခု သူကတော့တစ်ခုတည်းပဲ သူနဲ့ပတ်သက်ပြီးစိတ်တွေဟာဝိုင်းပြီးတော့လုံးလုံးလိုက်ကြတာ16ခုအဲ့ဒီ16ကြိမ်သောစိတ်တွေဟာဖြစ်ပြီးတော့ချုပ်သွားတဲ့အခါဒါလေးက process ဖြစ်စဉ်လေးတစ်ခုပြီးသွားတယ်လို့ခေါ်တယ်အဲ့ဒီဖြစ်စဉ်လေးပေါ်မှာတခါလူကပြန်ပြီးတော့စမြုပ်ပြန်တော့ပြန်တွေးတာပေါ်လာတတ်တယ်ပြန်တွေးတာပေါ်လာတဲ့အခါကျတော့အဲ့ဒီခုနက ဖြစ်ပြီးပြတ်သွားတဲ့အစင်းအာယုံတွေကသူဟာအတိတ်ဖြစ်သွားပြန်အတိတ်ဖြစ်သွားပြီအဲ့ဒီအတိတ်ကိုပြန်ခေါ်ပြီးတော့စဉ်းစားတဲ့အခါကျတော့စိတ်တကားကိုပဲဖွင့်ရတော့တယ်ခေါဏလိုမျက်စိတကားကို ဖွင့်တာမဟုတ်တော့ဘူးမျက်စိကမြင်ပြီးချုပ်ငိမ့်သွားတဲ့အစင်းအာယုံတွေကိုစိတ်တကားဖွင့်ပြီးတော့ပြန်ကြည့်တဲ့အခါမှာမနောဒါရဝိဇ္ဇံဆိုတာဖြစ်တယ်စိတ်တကားဖွင့်တဲ့စိတ်အဲ့ဒါပြီးတဲ့အခါမှာဇောနဆိုတဲ့ အာယုံပေါ်မှာခံစားခြင်းနဲ့ခံစားတဲ့စိတ်တွေခုနှစ်ကြိမ်ဖြစ်ပြီးတော့တရားရမဏဆိုတာနှစ်ကြိမ်ဖြစ်ပြီးတော့သူကချုပ်သွားပြန်တယ်။သူကြတော့16ချက်လို့သတ်မှတ်ထားတာမဟုတ်တော့ဘူး။ဟော16ချက်နဲ့မသတ်မှတ်ဘူး။ဇောကတော့9ကြိမ်ပဲ။မနောဒရာဝေဇံဇော9ကြိမ်တရားယုံ2ကြိမ်ဒီလိုသွားတာဟုတ်သွား။30 17 ဲ့17လောက်နဲ့ပဲသူကပြီးသွားတယ်18လို့မဟုတ်တော့အဲ့ဒီစိတ်ဖြစ်ပြီးတဲ့အခါမှာရခိုင်နှောင်းကကြုံမှုချင်းကြားသိထားမှုချင်းမရှိတဲ့အခါကျတော့ဘာပါလိမ့်ဆိုရပြန်စဉ်းစားတာတခုထပ်လာပြန်တယ်ပေါ့နော်ပရမမျက်စိကမြင်လိုက်တာက process တခုမြင်ပြီးတော့ပြန်တွေးတာ process တခု ပြန်တွေးပြီးတဲ့ကအဲ့ဒါကို အမြီတက်ဖို့ကြိုးစားလာတယ်။ဘာလဲဆိုတာအမြီတက်ဖို့ကြိုးစားလာတယ်။အဲ့ဒါကတခု အမြီတက်လို့ရပြီဆိုတဲ့အခါအကောင့်ထဲပုံပန်းတရံကို မျက်စိထဲမှာ ပုံဖော်လာနိုင်ပြီဆိုတာနောက်စတုထတခုလို့ဖြစ်စဉ်ကြီးဟာ၄ခုဖြစ်သွားတယ်။အဲ့ဒီ၄ခုလောက်ရောက်တဲ့အခါကျတော့မှဘာပဲဆိုတာသိသွားပြီးတော့ အကောင်းအဆိုးတွေနဲ့နောက်ထပ်ဆက်ပြီးတွေးတဲ့အခါမှာလောဘတွေလာမယ်ဒေါသတွေလာမယ်မောဟတွေလာမယ်ဒီလိုဖြစ်သွားအဲ့တော့ဒိဋ္ဌိဒိဋ္ဌမတန်ကျင့်စဉ်ဆိုတာဟာပြန်တွေးပြီးတော့ဒီပေါ်မှာဒီနဲ့ဆရာကောင်းတယ်လိုချင်ဆရာကောင်းတယ်မုန်းတီးဆရာကောင်းတယ်ဆိုတော့လောဘဖြစ်เสียအတွေးတွေနဲ့မတွေးတော့ဘဲနဲ့မြင်နာကိုမြင်တဲ့အတိုင်းတာနဲ့ရပ်ဆိုင်းနိုင်အောင်တတိနဲ့ကြိုးစားတာ ဒိဋ္ဌိဒိဋ္ဌမတ္တံလို့ခေါ်တာဟောဒိဋ္ဌိဒိဋ္ဌမတ္တံလို့ခေါ်တာအဲ့ဒီမှာရှေ့စိတ်ကို နောက်စိတ်ကတိဆိုတဲ့အဓိပ္ပာယ်မှာ process တစ်ခုတည်းမှာရှိတဲ့ရှေ့စိတ်ကိုနောက်စိတ်ကတိတယ်လို့ဒီလိုဆိုတာမဟုတ်ဘူးရှေ့ဖြစ်စဉ်တစ်ခုကိုနောက်ဖြစ်စဉ်တစ်ခုကတိတယ်လို့ဖြစ်စဉ်အလိုက်သာတိလို့ရတခုတည်းကတိလို့မရဘူးဆိုပါစို့ပင်စတရဝေဇန်စိတ်ကို ူနောက်ကဖြစ်တဲ့သက္ကဝိညာဉ်စိတ်ကသိတယ်လို့ဆိုမသိနိုင်ဘူးပင်စရဝိဇန်စိတ်နဲ့သက္ကဝိညာဉ်စိတ်တို့ဒီဘယ်တော့မှမဆုံးဘူးသိလည်းမသိကြဘူးတူနဲ့တူအနန္တရပစ္စယောနှစ်ခုကြားမှာတော့အကြာလတ်မရှိဘူးနတ်တိပစ္စယောပင်စရဝိဇန်စိတ်လုံးဝချုပ်သွားမှသက္ကဝိညာဉ်စိတ်ဆိုတာဖြစ်တာအဲ့တော့သူတို့အချင်းချင်းဟာဘယ်တော့မှ မဆုံးဘူးမဆုံးရုံနဲ့မဟုတ်ဘူး ူပြီးငါလာမယ်ဆိုတာလည်းမသိဘူးငါပြီးသူလာမယ်ငါလည်းအရင်သူဖြစ်တယ်ဆိုတာလည်းမသိဘူးအချင်းချင်းဟာမသိပဲနဲ့ပျောက်ွယ်သွားကြတဲ့အရာတွေသာဖြစ်တယ်ပေါ့အဲ့ဒါလို့စိတ်ဖြစ်စင်မှလည်းပဲရှေ့စိတ်ဖြစ်သွားတာကိုနောက်စိတ်ကလိုက်ပြီးသိနိုင်စွာမရှိကြဘူးသိနိုင်စွာရှိတာကတော့ရှေ့ဖြစ်စင်တစ်ခုကိုနောက်ဖြစ်စင်တစ်ခုကသိလို့ရတယ်ပေါ့အဲ့ဒါကြတော့ ပြန်ပြီးတော့အာယုံပြူယူတဲ့အခါကျတော့တိတယ်လို့သူတို့ဆိုတယ်အဲ့တော့ရှေ့စိတ်ကိုနောက်စိတ်ကတိတယ်ဆိုတော့ဝီထိဖြစ်စဉ်တစ်ခုနဲ့မှတိတယ်ကတ်နေတဲ့စိတ်ချင်းကမတိဘူးလို့သူတို့ဆိုလို့တော့ဆို process တစ်ခုဟာအာယုံတစ်ခုနဲ့အလုံးလုံးတယ်ဆိုတော့အလုံးလင်းမြန်နဲ့နှုံးနဲ့လှုပ်သွားတယ်အလုံးလင်းမြန်နဲ့နှုံးနဲ့လှုပ်တော့အချိန်မပြုံးနိုင်ဘူးဘာမှအာယုံဆိုင်လို့မရဘူးသူတို့မှာအခုဖြစ်အခုပြတ်သွားကြတာဆိုတော့တိချိန်မရှိဘူး တွေ့ချိန်မရှိဘူးဆိုတာမျိုးပေါ့အဲ့ဒီမှာဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတာအတိပ္ပယ်နှမျိုးဖွင့်ဆိုထားတာရှိတယ်ဒိဋ္ဌိဆိုတာမျက်စိက မြင်လိုက်တဲ့အာယုံကိုဒိဋ္ဌမတ္တံမြင်လိုက်တဲ့အတိုင်းလေးပဲမှတ်ပါမြင်လိုက်တဲ့အတိုင်းလေးအတိုင်းမှတ်ထားပါမြင်လိုက်တဲ့အာယုံဟာမြဲတယ်ဆိုတဲ့အတွေးလည်းမလာဘူးချမ်းသာတယ်ဆိုတဲ့အတွေးလည်းမလာသေးဘူးနော် ငါဆိုတဲ့အတွေးလည်းမလာဘူးမြင်တာဟာမြင်တဲ့အဆင့်လေးပဲရှိတယ်မြင်လိုက်တာသာဖြစ်တယ်လမ်းမှာကားစီးသွားရင် ကိုရှိက မြင်စရာတွေကိုမြင်သွားတဲ့အခါမှာနော်ဒါကြီးမြဲတယ်လို့လည်းမတွေးဘူးချမ်းသာတယ်လို့လည်းမတွေးဘူးငါဟာလို့လည်းမတွေးဘူးမြင်လိုက်တာသာဖြစ်တယ်ပေါ့အဲ့ဒါလို့မြင်လိုက်တဲ့အတိုင်းအတာတစ်ခုအနေနဲ့ကိုယ်စိတ်ကိုထိနိုင်အောင်ကြိုးစားလို့ဆိုတာဒိဋ္ဌိဒိဋ္ဌမတ္တံဝိပဿနာကျင့်စဉ်ပဲဖြစ်တယ်ပေါ့ ။ဘာနဲ့ထိမ့်ပါလဲလို့မေးလို့ရှင်တတိနဲ့တံပစင်ညနဲ့ထိမ့်ရမှာဖြစ်တယ်။တတိတံပစင်ညဘယ်ကရမလဲဆိုရင်လေ့ကျင့်ယူရမှာဖြစ်တယ်။ဒါကြောင့်မို့တတိပဌံတုတ်တံမှာတတိတံပစင်ညပပဆိုပြီးတော့အသေးစိတ်လေ့ကျင့်ပုံလေးတွေကိုပြတာ။ဟောအသေးစိတ်လေ့ကျင့်ပုံလေးတွေကိုပြတာ။ဘယ်ချိန်မှမလွတ်ရအောင်ခொနှစ်ဌာနလေ့ကျင့်ပုံလေးတွေကိုမဟာတတိပဌာနတော့မှာ ပြထားတယ်ခန္ဓာကိုရှေ့ရွှေ့မယ်ဆိုရင် ရှေ့ရွှေ့တယ်ဆိုတာတတိနဲ့နောက်ဆုတ်တယ်ဆိုရင်လည်းနောက်ဆုတ်တဲ့တတိနဲ့လက်ကွေးခြေဆန့်လှုပ်တယ်ဆိုရင်လည်းတတိနဲ့ဟောကုံလုံးဟာခန္ဓာကိုယ်ရဲ့အသေးစိတ်လှုပ်ရှားမှုလေးတွေဟာတတိကပ်ပြီးတော့လှုပ်ရှားနေတာကြည်တာလည်းပဲတတိကပ်ပြီးတော့ကြည်တယ်ဒီလိုဆိုလို့အမှန်တမဲ့တတိလွတ်သွားတာလို့ခန္ဓာကိုယ်ရဲ့လှုပ်ဆောင်ချက်တွေမှန်တယ်ဗျတတိလွတ်သွားတဲ့လှုပ်ဆောင်ချက်ဆိုတာတစ်ခုမှမဖြစ်ဘူး နှလုံးလေးဖွင့်ကြည့်လိုက်တာကအစတတိနဲ့ကြည့်တယ်အဲ့ဒါလို့အဝစားပြင်ဝတ်တာလဲတတိနဲ့ထမင်းခွဲစားခွဲကင်တာလဲတတိနဲ့စားတဲ့တောက်တဲ့အခါမှာလဲတတိနဲ့အကုန်လုံးတတိနဲ့လှုပ်နေတဲ့လှုပ်ရက်တွေ action နဲ့ mindfulness ပေါ့ mindfulness action အများရ mindful ဖြစ်လုံနေတာတွေအားလုံးကိုသိစိတ်အကုန်သိနောက်ဆုံးမှာ တိုင်းလဲဝိညာဆအကုန်တတိနဲ့နောက်ဆုံးစကားပြောတာလဲတတိနဲ့တိတ်တိတ်နေတာထီအောင်တတိနဲ့ငြိမ်သက်နေရင်ဘာဘာနဲ့ငြိမ်သက်နေတယ်လဲကိုယ်စိတ်လေးကိုကိုသိနေငါစိတ်လေးကငါငြိမ်နေတယ်စကားမပြောဘူးဘာမှမလုပ်ဘူးငါဟာဘာမှမလုပ်ဘူးဆိုတဲ့အချိန်လေးမှာဘာနဲ့ငြိမ်နေတာလဲဘာတွေတွေးနေတာလဲဒီလိုအကုန်လုံးတုံနီဘာဝလို့ဆိုတဲ့ silence ဖြစ်နေတာတောင်မှပဲ ်တတိနဲ့ silent ဖြစ်ရမယ်လို့ဒီလိုတတိတံစင်ညာပပမှာရသော်ပြားကဟောထားတာပေါ့အဲ့ဒါလို့လေ့ကျင့်ပေးသွားလို့ရှင်ကိုယ်တဏ္ဍမှာဖြစ်မှုလေးတွေမှန်သမျှအကုန်လုံးဟာတတိကရောက်ရှိသွားမှာဖြစ်တယ်တတိကအရင်ဥနေပြီဖြစ်လိုက်တာနဲ့ဖြစ်တော့မယ်ဆိုလိုက်တာနဲ့တတိကရောက်နေပြီအဲ့ဒါလို့ဖြစ်လာသည့်ထိအောင်ဝိပဿနာကျင့်စဉ်မှာ လေ့ကျင့်ပေးဖို့လိုအပ်တယ်ပေါ့ဒါကြောင့် ိဋ္ဌိမြင်စရာအာယုံမှာဒိဋ္ဌမတံမြင်စရာအာယုံအတိုင်းတာလေးပဲထားပါဒိဋ္ဌိမတ္တအဲ့ဒီအတိုင်းတာလေးတဲ့မကြောပါစေနဲ့လို့ဆိုလို့လူတွေကတွေးလို့ကြော်တာလေမျက်စိကမြင်လိုက်တာအဆင်းအာယုံလေးပဲမြင်လိုက်တာဒါပေမဲ့လူတွေကဘာကြော်သွားတော့အဆင်းဘာကြော်သွားတော့ဆိုမြင်လိုက်တဲ့အဆင်းကိုပုံဖော်လိုက်တယ်ဒါကဘာသူပဲ ဒါကအမျိုးသားပဲဒါကအမျိုးသားပဲဒီလူကငါမိတ်ဆွေပဲဒီလူကတော့ငါနဲ့မတည့်တဲ့လူပဲဆိုပုံနေလျှောက်ဖို့ကုန်မြင်လိုက်တဲ့အတိုင်းတားရဲ့နောက်မှာပုံနေလျှောက်ဖို့အဲ့ဒီပုံဖော်လိုက်တဲ့အခါကျမှလောဘတွေဒေါသတွေမောဟတွေဆိုတက်လာတာနော်အဲ့ဒါကြောင့်အဲ့ဒီပုံဖော်မှုကိုတားဆီးထားဒိဋ္ဌိဒိဋ္ဌမတ္တန်လို့ဒီလိုဆိုရပေါ့နောက်အဓိပ္ပာယ်တစ်ခုကဘာလို့ဆိုရင်ဒိဋ္ဌိ မြင်စရာအယုံကို မြင်ပြီးတော့ဖြစ်တဲ့စိတ်မြင်စရာအယုံကိုမြင်ပြီးတော့ဖြစ်လိုက်တဲ့စိတ်ဟာဘယ်စိတ်လဲဆိုရင်စက္ခုဝိညာဉ်စိတ်မြင်သိစိတ်လေအဲ့ဒီမြင်သိစိတ်လေးဟာလောဘနဲ့လည်းမတွဲဘူးဒေါသနဲ့လည်းမတွဲဘူးမောဟနဲ့လည်းမတွဲဘူးသူဟာမြင်ပြီးတော့သိုံလေးပဲသိတယ်လိုချင်တာမပါဘူးမုန်းတိတာမပါဘူးတွေးဝေးတာမပါဘူးမာနတွေမပါဘူးအိတ်တာတွေမပါဘူး တက်တက်မဲ့မြင်ယုံလေးပဲမြင်ပြီးတော့သိတဲ့စိတ်ကလေးသာဖြစ်တယ်ပေါ့အဲ့ဒီမြင်တဲ့အခိုက်လေးမှာမြင်သိစိတ်အတိုင်းတာတဲ့ပုံမသွားပါစေနဲ့ဆိုတာဒိဋ္ဌိဒိဋ္ဌမတ္တဒီလိုဆိုလိုတာအဲ့ဒီတင်ရက်ခိုင်းတာမဟုတ်ဘူးတချို့ကဒိဋ္ဌိဒိဋ္ဌမတ္တကိုသကုဝိညာဉ်စိတ်အတိုင်းတာတိုင်းရက်ဆိုတော့ရှိကိုဆက်မဖြစ်စေနဲ့လို့ process ကြီးတစ်ခုကိုတားတယ်လို့စိတ်ကထင်ကြတယ်ပေါ့အဲ့ဒီအိဗယ်ကိုဆိုလိုတာမဟုတ်ဘူး နော်အဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေကမေးခွန်းလေးမေးလေးရှိတယ်။စာပေကျမ်းကမှဖွင့်ထားတာမြင်မြင်သိစိတ်အတိုင်းတာအတိုင်းရှိရမယ်လို့ဆိုလို့ရှိရင်ဇောမဇောစေရဘူးလို့ဒီလိုဆိုလိုတာလားတရားယုံတိမရောက်စေရဘူးလို့ဆိုလိုတာလားအဲ့ဒါလို့လုံးလို့မရဘူးတဘာဝတရားဖြစ်လာလို့ရှိရင် သူ့အရှိန်အဟုန်နဲ့သူကသွားမှာပဲတားလို့မရဘူးအဲ့တော့ဆိုလိုတာက စကုဝိညာဉ်စိတ်မှာราคะမရှိသလိုဒေါသမရှိသလို మోహ မရှိသလိုစကုဝိညာဉ်စိတ်ရဲ့နောက်မှာဖြစ်တဲ့လက်ခံတဲ့တမ္ပတိဆိုင်စိတ်စူးစမ်းတဲ့တန်တိရဏစိတ်ဆုံးဖြတ်ပြီးတော့ခွဲခြားပြတ်သားတဲ့ဒီဝဋ္ဌဘနာစိတ်တွေဟာလည်းပဲလောဘနဲ့မတွဲဘူးဒေါသနဲ့မတွဲဘူး మోహ နဲ့မတွဲဘူးဆိုတာလို့အဲ့ဒီစိတ်တွေရဲ့အတိုင်းအတာတိုင်းသောစိတ်မှလည်းဒီတိုင်းပဲသွားပါစေလို့ဒီလိုဆုလို့တယ်နော် ဇောစိတ်ဖြစ်လေဒါရီမပါစေနဲ့တော့လို့ဆိုလိုတယ်။မြင်ယုံမြင်ယုံလေးတွေမဲ့မြင်သိစိတ်အတိုင်းတာလေးအတိုင်းနေပါစေ။စက္ကုဝိညာဉ်စိတ်အတိုင်းတာလေးအတိုင်းနောက်ဖြစ်တဲ့စိတ်တွေဟာဆက်ပြီးတော့ဖြစ်လို့ရှိရင်လေဒီအာယုံပေါ်မှာမြင်ပြီးတော့သိယုံမျှတာသိပါစေ။လိုချင်တာတွေမလာပါစေနဲ့မုန်းတိတာတွေပါမလာပါစေနဲ့တွေးဝေတာတွေပါမလာပါစေနဲ့လို့ဒီလိုဆိုလိုတာပေါ့နော်။ဒိဋ္ဌိတွေတမတ်တန်ကျင့်စဉ် အေးဒိဋ္ဌိဒိဋ္ဌမတ္တံကျင့်စဉ်ဟောတယ်လို့ပဲမြတ်စွာဘုရားကသူတေသူတမတ္တံဆိုတာလေဒီတိုင်းပဲဟောတာအကြာအာယုံအကြာအာယုံဆိုတာအတန်အကြာအာယုံကိုကြားလိုက်တဲ့အခါမှာအဲ့ဒီအကြာအာယုံမှာဒီအာယုံပေါ်မှာမြဲတယ်ဆိုတာမပါဘူးငါဆိုတာမပါဘူးချမ်းသာတယ်ဆိုတာမပါဘူး အကြအာယုအတန်အာယုလေးမျှတာဖြစ်တယ်။အဲ့ဒီအာယုအတိုင်းအတိုင်းရှိပါစေရှိမပိုးပါစေနဲ့ဒါကအသေးပဲတခု။သူတည်ကြားတဲ့အတန်ကြားပြီးတော့သိတဲ့စိတ်ဟာလည်းပဲအတန်ကြားပြီးတော့သိတဲ့စိတ်ကသောတာဝိညာဉ်စိတ်။အဲ့ဒီသောတာဝိညာဉ်စိတ်ဟာလောဘနဲ့လည်းမရှင်းဘူးဒေါသနဲ့လည်းမရှင်းဘူးမောဟနဲ့လည်းမရှင်းဘူး။သူ့နောက်မှာဖြစ်တဲ့တံပရိစ္ဆနာတန်တိရဏဝဋ္ဌပနာတို့လည်းမဖြစ်ဘူး။ ဒါတွေနဲ့မရှိဘူးထို့တူပဲနောက်ထပ်ဆက်ပြီးတော့ဖြစ်လာမဲ့ဇဝနစိတ်တွေဟာလေသူတို့အတိုင်းတာတဲ့ပုံမသွားပါစေနဲ့လို့ဒီလိုဆိုလိုတာပေါ့အဲ့ဒါဒိဋ္ဌိဒိဋ္ဌမတ်တာတဘာဝတရားကိုလွန်ဆန်ပြီးတော့မှတ်ရတာမဟုတ်ဘူးသူတဘာဝထဲမှာမပါခြင်းတဲ့ဟာတွေကိုရှင်းဖြစ်တာပဲအဓိကကတော့စိတ်ဆိုတာသူတဘာဝဖြစ်စဉ်ရဖြစ်မှာပဲဖြစ်လာတဲ့အထက်မှာကိုမပါစေခြင်းတဲ့အရာတွေကိုရှင်းပြရဘာနဲ့ရှင်းပြရမှာ တတိနဲ့ရှင်းပြတယ်အတိညာနဲ့ရှင်းပြတယ်တတိကြီးစွာထားပြီးဆင်ញံုံတရားနဲ့ရှင်းပြတယ်ဒါကြောင့်မို့ကိုယ့်ရဲ့စိတ်ကလေးကိုတတိပဌာအာယုန်ဒီမှာလေ့ကျင့်ပြီးတော့ပေးရတယ်ကာယမှာလေ့ကျင့်ပေးတယ်ဝေဒနာမှာလေ့ကျင့်ပေးတယ်စိတ်ဓာတ်မှာ လေ့ကျင့်ပေးတယ်ဉာဏ်နဲ့အာယုန်ဒီပုံမှာလေ့ကျင့်ပေးတယ်အဲ့ဒါလို့တတိဟာကာယဝေဒနာစိတ်ဓာတ်ဓမ္မတို့ပုံမှာကပ်ပြီးတော့ဆွဲဆွဲမြဲမြဲဒီ mindful ဖြစ်သွားပြီဆိုလို့ရှိရင်တော့တတိကောင်းသွားပြီဆိုရင်ဖြစ်လာသည်မြကြားသည်မြင်သည်မြအာယုံကြားသည်မြအာယုံနော်နန်းရှုလို့ရသည်မြအာယုံလျဲလို့သိရသည်မြအာယုံခန္ဓာကိုယ်နဲ့ထိတွေ့လို့ရသည်မြအာယုံစိတ်ကူးချမ်းစီလို့ဖြစ်ပေါ်လာတယ်အာယုံနေမှန်သည်မြဟာလည်းပဲအဲ့ဒီအလေးချင်းစွမ်းအားကိုအသုံးချသွားမယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ဘဝမှာအသက်ရှင်နေတယ်ဆိုတာ ဘာဒီလုံနေကြတာတုံးလို့အချင်းချင်းမေးလိုက်မယ်ဆိုရင်မြင်စရာအာယုန်တွေကို မြင်ကြတယ်ကြားစရာတွေကိုကြားကြမယ်အနံ့ရစရာတွေကိုအနံ့ရမယ်လရဲစရာတွေကိုအရသာကိုသိမယ်အထီးတွေ့တွေကို သိကြမယ်စိတ်ကူးကြမယ်ဒါကလွဲလို့ဘာမှဖြစ်ဘူးဘာမှမရှိဘူးမျက်စိနာနာလျာကာယမနလို့ဆိုတဲ့ဒွါရ6ပါးနဲ့အာယုန်6ပါးအမြဲတမ်း contact ဖြစ်နေတယ် communication ဖြစ်နေတယ်နော် ကွန်မြူနီကေးရှင်းဖြစ်နေတယ်။ရှေးတုန်းကတော့အတန်ကြားတာဟာကိုယ်နားမှာကြားလို့တဲ့နေရာမှာကြားတာအခုတော့တယ်လီဖုန်းဆက်ပြီးအဝေးကဟာပါကြားအောင်ကြိုးစားလာတယ်ဆိုတော့ကြားတဲ့နေပဲကြီးကကျေပြန့်လာတယ်လို့ပြောရမှာနော်။မြင်စရာကလည်းအရင်တော့ကိုယ်မျက်စိအောက်ရောက်မှသာ မြင်လို့ရတယ်အခုတော့တယ်လီဗီရှင်းဆိုတာတွေပေါ်လာတဲ့အခါကျတော့အဝေးဟာပါမြင်လို့ရလာပြန်ပြီ။နေချဲ့တာပေါ့နော်။နေချဲ့လာတာ အမြင်အာယုန်နေမြင်လာလဲနေချဲ့လာလဲအကြအာယုန်နေလဲနေချဲ့လာတယ်နေမချဲ့သေးတာတော့နှကောင်းအနံ့ပဲနေမချဲ့သေးဘူးအဲ့ဒါတော့များများနေမချဲ့သေးဘူးလျာကတော့တတော်နေချဲ့တယ်လို့ပြောအောင်ပါပဲမြန်မာပြည်မှာနော်မြန်မာသမင်းဟင်းနေမကတော့ဘူးကဘာမမျိုးစုံကလားဗီယက်နမ်အစားအစားကိုရီးယားအစားအစားနော်တရုတ်အစားအစားနဲ့ဆိုပြီးတော့အီတလီအစားအစားနဲ့ဆိုပြီးစုံနေအောင် အဲ့ဒီလျာကိုတော့လည်းနေချဲကြတယ်တော်တော်များများဟာအဲ့ဒါလို့နေချဲထွင်းလာတဲ့အခါမှာရတ္တဆိုတဲ့အာယုန်ညာလည်းများတယ်များလာတယ်များလာတယ်များတဲ့အပေါ်မှာစိတ်ကူးစိတ်တန်းနေလေပိုးပို့ပြီးတော့ပေါ်လာတဲ့အခါကျတော့အသက်ရှင်မှုစ조사ဖို့တဲ့ပုံမိုးလာတဲ့အလုပ်တွေလောက်လာကြတယ်ဘဝဆိုတာစားရတောက်တာဆိုတာအသက်ရှင်ဖို့စားတာအသက်ရှင်ဖို့အတိုင်းတာတဲ့မကတော့ဘူးကြိုက်လို့ဆိုတာ လောဘရဲ့နောက်လိုက်လာတယ်ဆိုတဲ့သဘောတွေဟာအလွန်ထင်ရှားလာတယ်ပေါ့လောဘနောက်မဆုံးနိုင်ဘူးနော်နှကောင်းကလည်းချဲ့တယ်လို့ပြောရမှာပဲနော်နှကောင်းကလည်းချဲ့တယ်လို့ပြောရမယ်ဗမာမှာကိုယ်စီမရှိတဲ့ရေမွေးလေးတွေပန်းမွေးလေးတွေနောက်လည်းမလုံလောက်တဲ့အခါကျတော့အော်ဒီကလုံးတို့ဘာတို့အဲ့ဒါမျိုးတွေဝယ်ပြီးတော့လဲနှကောင်းမှာအနံ့နေနေချဲ့ကြတာပဲအဲ့တော့တဖြည်းဖြည်းနေချဲ့လာပုံတွေကတော့ အတန်းလေးလည်းနေချဲ့တယ်နှာခေါင်းအနံ့လေးလည်းချဲ့ထွင်းလာကြတယ်လျာတွေကိုလည်းချဲ့ထွင်းကြကိုယ်ကာယလည်းအထီးတွေ့တွေနဲ့ပတ်သက်ပြီးချဲ့ထွင်းလာကြတော့စိတ်ကူးစိတ်တန်းဆိုတာတော့မပြောနဲ့တော့အကျယ်ကြီးပဲတကဘာလုံးဟာဒါကြောင့်မို့ global village ဆိုတာတောင်ဖြစ်သွားလာနော်ရွာကြီးတရွာတဲလို့ဖြစ်သွားပြီးကဘာကြီးမှရှိတာတွေကိုအကုန်လုံးစိတ်ကူးကြည့်လို့ရသွားတဲ့အနေအထားမျိုးတွေဖြစ်လာတဲ့အခါကျတော့ အာယုန်တွေကကျဲချင်တိုင်းကျဲလာတဲ့အခါမှာအကယ်၍သာစိတ်ထဲမှာအာယုန်ကျဲသလောက်လောဘတွေဒေါသတွေမောဟတွေလိုက်ကျဲနေမယ်ဆိုရင်တော့တဏှာကြီးဟာပိုးပို့ပြီးတော့ကျဲသွားလို့ပပင်းစတရားလို့ခေါ်တယ်ကျဲပြန့်ကျဲပြန့်ပြီးတော့လာတာတဏမာနဒိဋ္ဌိလို့ဆိုနေတဏှာကိုချဲ့တယ်ဆိုတာတွေ့တာမှုတွေဟာကြည့်လေကျဲကျဲသွားတာပဲဘယ်တော့မှဟိုကျင်းလာတာမရှိဘူး အကြိုက်ကကျဲတာသွားတယ်ကျင့်လာတယ်လို့မရှိဘူးအဲ့ဒါလို့ပပိစတရားတွေလွှမ်းမိုးပြီးတော့လာတဲ့အခါကျတော့တန်တရားဟောကလို့ဖို့ဆိုတာမရှိဘူးအေဝံအာစိဏတော်ဒုက္ခဒုက္ခတွေပဲပွားလာမှာပဲတဲ့ဒီတရားတွေကျေပြန့်လာလို့ရှိရင်ဒုက္ခတွေပွားလာတယ်ဒုက္ခတွေပွားလာလို့ရှိရင်ဒုက္ခနယ်ကြီးကျဲလာသည့်အတွက်ကြောင့်ဒုက္ခရဲ့ဟောဘကံဖြစ်တဲ့နိဗ္ဗာန်ထဲကဝေး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 သွားမှာပဲဒါကြီးကနယ်ကြီးကကျဲလာတော့ ုဘက်ကူဖို့ရဝေးသွားပြန်တယ်လှမ်းသွားတယ်အဲ့ဒါကိုမာလုကြဗုဒ္ဓယဟန်ကိုမြတ်စွာဘုရားကဒိဋ္ဌိဒိဋ္ဌမတ္တံကျင့်စဉ်နဲ့ဟောပြောတာအဲ့ဒါလိုဟောပြောတဲ့အခါသူကလည်းသဘောပေါက်သွားတာပေါ့နော်သဘောပေါက်သွားတော့တတ္တဝဋ္ဌန္တိအာသဝအနေကာရူပတမောအဆင်အယုံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့အာသဝတရားတွေကျေပြန့်ပြီးတော့လာတယ်ကျေပြန့်လာသည်နဲ့အမြတ် अभिजा सुरे सैगु लोभाने सैगु सैतानी उदा लो सुरे ढोदाने हम ढोदाने फिर सैगु सैतानी सुलुरागा कामे सान्डाने फ्यावारा निवरना दयाओ सुलुरे बो अभिजा सा उदा सा सैटा मधु बा हिंजी आयु ने बोमा लोजे लोजना तो, मैया लो सैपे मा मुरी ने लुरी ऐसे दिहा င်ပန်းနွမ်းနေပြီးတော့စိတ်ဆင်းရဲမှုတွေစိတ်ညင်နွမ်းမှုတွေ ਨੇ ပြည့်စုံရကြုံရတယ်တဲ့အဲ့ဒီလိုပင်ပန်းနွမ်းနေမှုစိတ်တွေပင်ပန်းလာပြီဆိုရင်အေဝံအာစိနတော်ဒုက္ခဒုက္ခတွေကကျယ်ပြန့်ပြီးတော့လာတယ်ကျယ်ပြန့်လာသည်နဲ့အမြအာရာနိဗ္ဗာန်ဟောစတိနိဗ္ဗာန်ကြီးနဲ့တော့ဝေးသွားပြန်ပြီလို့ဆုလို့တယ်ပေါ့ရောက်ခဏဤလေးလေးဝေးသွားလေးလေးရောက်ခဏဤနေဝေးသွားလေးလေးဒီလိုဖြစ်လာတယ်အဲ့ဒါကြောင့်မို့လို့ ဒီဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့အခါမှာတတိနဲ့တမာရီနဲ့ပညာနဲ့ဆိုတာတွေနဲ့ဓာရီကိုထိမ့်ကွက်နိုင်မှာမထိမ့်ကွက်နိုင်ဘူးဆိုလို့ရှိရင်ဆင်းရဲဒုက္ခတွေကပွားစည်းလာ ပြီးတော့နိဗ္ဗာန်နဲ့ဝေနေဥမာဖြစ်တယ်။ဒါကြောင့်မို့ဒုရတွေဟာဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့အခါမှာဒိဋ္ဌိဒိဋ္ဌမတံမြင်တာကိုလည်းမြင်တဲ့အတိုင်းတားလည်းမကြုံအောင်ကြိုးစားမယ်။ကြားတဲ့အတန်နဲ့ပတ်သက်လာပြီးတော့လေကြားတဲ့အတန်နဲ့မကြုံအောင်ကြိုးစားမယ်။ ကြားတဲ့အတန်ကိုသိတဲ့စိတ်အတိုင်းတာတဲ့မပူအောင်ကြိုးစားမယ်ဆိုရဲဒိဋ္ဌိဒိဋ္ဌမတ္တံကျင့်စဉ်အတိုင်းကျင့်ကြံကြိုးကုအာထုတ်ခြင်းဖြင့်ဆင်းရဲဒုက္ခတို့ရဲ့ကုံရချုပ်ရငြိမ်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်ငှမျက်မှောက်ပြုလွယ်နိုင်ကြပါစေ။